အောင်မင်္ဂလာပါလေယူကီတာမြန်မာမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ဒီနေ့မှာတော့ပြန်တွေးကြည့်ဆိုတဲ့ချင်းလေးကိုကီတာဂျီရိုရဲ့လုပ်ပေးသွားပါမယ်။သူ့ရဲ့ key ကတော့ G key နော်။ G key ဖြစ်မှာနော်။အဲ G key ဖြစ်မယ်။ original key က G key ။အပေါင်းနဲ့ quality က G ပါမယ်။ D ပါမယ်။ C ပါမယ်ပေါ့နော်။ major chord အနေနဲ့က G D C ဆိုတဲ့ major အသုံးခုပါမယ်။ minor chord အနေနဲ့က E minor minor A minor နဲ့ဒါပဲပေါ့နော်ဒီ chord 3ခုပဲပါမယ်ပေါ့နော် Okay minor 3ခု major 3ခုဒီရပဲပါပါမယ် key နေနဲ့တော့ G key ပဲဖြစ်ပါတယ်အဲလက်ခတ်လေးကိုကျွန်တော်ချက်သွားကြည့်လိုက်အောင်နော်လက်ခတ်လေးကတော့ down down up down 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 up နော် down down up down 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 up โอเคနော်ရမယ်နော်အဲဒါဟာဘာတီးရတာပေါ့နော် ရမယ်နော်အဲ့တော့ကျွန်တော်တို့ဒီလိုတချင်းလေးနဲ့လိုက်ပြီးတော့တည်ကြည့်လိုက်အောင်ရင်တွေ့ကြည့် ဆိုလိုဝင်နိုင်နော်ရှိပါလာပါတယ် ကောရဲနောက်တော့ထပ်လာမယ်